မင်္ဂလာပါနော်ဒီနေ့အတန်တုံးနဲ့ပတ်သက်ပြီးမှနည်းနည်းလေးပြောပြချင်တယ်အတန်တုံးကပုံမှန်အဖြစ်ဆိုလို့ရှိရင်ဥမာအာတရအာကိုအတန်တုံးထည့်လိုက်မယ်ဆိုရင်အာဟာအဲ့လိုထွက်တယ်နော်ဒါဆိုရင်ဒီနေရာမှာကြည့်ကြည့်မယ်နော်မောကျွန်တော်ဝေါ်ပုံမှန်ဆိုင်ဝေါ်ဒါကတလုံးထဲမှာရှိတဲ့ချင်းဥမာစာလုံးနှလုံးဆက်တာမှမဟုတ်လဲစာချောင်းတစ်ချောင်းစကားပြောလိုက်တဲ့ချင်းဆိုတော့မြင်မြန်လေးပြောရတယ်အဲ့တော့မြင်မြန်လေးပြောတဲ့အချိန်ကြာလို့ရှိရင် ဝော်လို့အတန်ကမထွက်တော့ဒီခါတည်းချိန်မှာဝော်လို့အတန်ထွက်တယ်။နော်ဥပမာ woman is she shwe ma chao ဆိုတဲ့တခြင်းလေးတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီတခြင်းလေးထဲမှာအတန်တောင်းအနှစ်ခုပါနေတယ်နော်။အမြဲမြဲဆူလိုက်တဲ့ချင်းဆိုရင်ပုံမှန်ကသူကဝော်ဒါပေမဲ့နှလုံးဆက်တဲ့ချင်းမှာဆိုရင် woman woman ဟလားအမြဲမြဲဆိုတဲ့ချင်းကြောင့်ရှင်အနောက်ကဟိုအတွန့်ကလေးကပျောက်သွားတယ် ဟုတ်လားအဲ့ဒါဝော်အမန်ဤချီရွှေမောက်ကြဆိုအဆင်ပြေမနေဘူးနော်အမြင်မြန်ဆိုလိုက်တဲ့အချိန်ဆိုလို့ရှင်ဘယ်လိုဖြစ်လာမှာလဲဝော်မန်ဤချီရွှေမောက်ကြအဲ့လိုဖြစ်သွားတယ်နော်ဝော်မန်ဤချီရွှေမောက်ကြရွှေမောက်ကြငါတို့တွေကြောင်းအတန်လေးကိုတင်ယူကြရအောင်ပေါ့အဲ့နောက်တစ်ခုကရွှေရွှေဒါလည်းအတူတူပဲနော်ဥပမာရေကားလာပြီလို့ပြောချင်တယ်水车来了水车来了 လား水車來了အဲ့လိုမပြောဘူးเนาะ水車來了မြင်မြင်ပြောလိုက်တဲ့ချိန်မှာအဲ့လိုအတန်ထွက်တယ်เนาะဒါပေမဲ့သူ့မူရင်းအတန်ပြောက်တော့လာဆိုမပြောက်ဘူးเนาะတခြားတန်ပြောင်းတော့မဟုတ်水哎幹你水啊水車來了我們လို့ပြောတာเนาะနောက်တစ်ခုကအတန်တုံးနှစ်ခုပေါင်းလိုက်တဲ့ချိန်เนาะဒါလည်းတန်တုံးဒါလည်းတန်တုံးအတန်နဲ့တန်ပေါင်းလိုက်တဲ့ချိန်ကြလို့ရှင်ရင် ဒီအရှိကတန်တန်ဝတ်တူကဖတ်တတ်ခြင်းညာအတန်နစ်ကိုပြောင်းသွားတယ်။နော်။ဒါပေမဲ့ဖင်းကြီးရေးတဲ့ခြင်းကြလို့ရှိရင်ဒီအတန်အတန်နစ်ကိုတော့မရေးဘူးနော်အတန်တောင်းအတန်တောင်းပဲ။နော်ဥပမာနီဟာအမန်တော့တလုံးထက်ဆိုမယ်ဆိုရင်ဒါနီဤဒါဆိုရင်လည်းဟာအဲ့တော့နီဤဟာအဲ့လိုတော့တော်တော်မဖတ်အဲ့လိုဖတ်နေအစစ်မပြေတော့ဟလား မြန်မာစကားမှာဆိုလို့ရှိရင်ရေတော့အမှန်ဖတ်တော့အတန်ဆိုသလိုပေါ့။တရုတ်စာမှာလည်းရှိရနော်။ဒါဆိုလို့ရှိရင်ဘယ်လိုဖတ်မလဲ။ဒီနှစ်ခု။နီဟာ။နော်နီဟာ။ဒီပထမအတန်ကအတန်တုံးဆိုပြီးမှဖတ်တဲ့ချိန်မှာသူအတန်နှစ်ကိုယူလိုက်တာနော်။အတန်နှစ်ကိုယူလိုက်တာ။ဟောမင်္ဂလာပါ။မြန်မာလိုဆိုရင်မင်္ဂလာပါ။အဲ့ဒါကိုပြောမယ်ဆိုရင်နီဟာလို့ပြောတယ်နော်။ ဒါပေမဲ့ရေးတဲ့ချိန်ကျလို့ရှိရင်ဒီဘက်ကဟာကိုမရေးဘူးနော်ရေးတဲ့ချိန်ကျလို့ရှိရင်ဖင်းကဘယ်ဘက်ကဟာကအမှန်နော်ညာဘက်ကဟာကဒါကအတန်你好နော်နောက်တစ်ခုရတယ်ဆိုရဟာအမှန်နော်တလုံးချင်းစီဆိုရင်ခဒါဆိုရင်ယီဟာလာဆက်ဆိုလိုက်တဲ့ချိန်မှာ可以ဆိုဖြစ်သွားတယ်နော်可以你好可以 နော်တလုံး T ရီစံနော်တလုံးချင်းဆိုလို့ရှိရင်သူကရီအေးဒါဆိုရင်စံအဲဆက်ဆိုလိုက်တဲ့ချင်းဘလို့ဆိုမလဲဆိုရင်ရီစံနော် T ရီစံနော်အတန်တွေမှာအဲ့လိုရှိပါတယ်အဲ့ဒါတစ်ချက်တစ်ချက်အဲတတိထားပါနော် thank you